ပဲအမကပိုသေးခန့်ညီမစုကပိုသေးခန့်သူနည်းနည်းလေးစိုးခဲ့တဲ့အချိန်ပေါ့အခုတော့ဟိုဘာသာရေးတွေပါတယ်ဒီကုမ္ပဏီကလုတ်တဲ့ဒီကုမ္ပဏီနဲ့စလုတ်တဲ့အချိန်ကစပြီးတိတိတသာပြောင်းလဲလာတာတော့လေအတိတ်ထန်တော့ဝင်နေအရင်တော့ဆိုဒီရကြလေးတမောင်ကနည်းနည်းပါအတော့သားလေးရှိရပေါ့တော့တောက်သားရေးလည်းမလုတ်တော့တာတိတိသာပဲမမတော့အဲ့လိုတော့စဉ်းစားတာမရှိသေးဘူး။ဒါပေမဲ့တချို့ကတော့ဘယ်သူလုပ်ဝေးမဲ့ညာလုပ်ဝေးမဲ့ဒီကျွန်တော်အဓိကတော့ကျွန်တော် MRT 4ဲက ညီလေးညီမလေးတွေကတော့အဲ့လိုတချို့တလီတော့ပြောထားကြတာတွေရောရှိတာပေါ့နော်သူတို့မိန်းလာဆောင်ကြရင်တော့ကျွန်တော်တို့အဲသူတို့သားရန်သူမီးရန်လုပ်ပေးကြမယ်ပေါ့10ရောက်တော့ဖြစ်သွားမလားပြောရဲသူတော်တော်တော်ဘူးဟိုမှာတော့ဟိုတိတိကျကျမပြောရသေးလေမပြောသေးဆိုတော့ကျွန်တော်ရက်လဲတိတိကျကျမထွက်သေးတဲ့ခါကျတော့အဓိကတော့ဝန်တော့ပါလေမောင် ဟိုဘလိုပဲဖြစ်ဖြစ်လူပညာလည်းညကျွန်တော်ဝါသနာပါတဲ့သူဖြစ်တယ်လေလူပညာအလုပ်ကကိုရီးယားမစွန့်လွတ်နိုင်ပါဘူးဝါသနာရကံလန့်မှုရှိတယ်လုပ်ချင်ပါလားလုပ်ချင်လုပ်လုပ်နိုင်ပါလားပေါ့နော်ဒီဘွားကြီးလေးကလည်းလူပညာသမားပြောက်မှာဒီဒီလူပညာတခုလည်းရက်တူလို့မမေ့ရပါဘူးနော် စူပါရီတခုလည်းတခုရှိနေမှာအဆင်ပြေမှာဆိုတော့ဟိုတန်ကောင်းပြီးတော့ဒီကောင်းတဲ့ဒီမိတ်ဆွေနဲ့ခင်မင်းရင်းနေပြီးတော့ဒီလိုလုပ်ငန်းလေးဖြစ်ဖို့ဒီ2025မှာသူ့အတွက်ကောင်းတာလေးဖြစ်လာဆိုတော့ဝမ်းသာမိပါတယ်ဟုတ်ကဲ့ပါဆိုတော့ပြောပြပါဦးခင်ဗျားလေးကြိုးပင်းနေဆိုမင်္ဂလာဆောင်ပါဦးခင်ဗျားကိုလာပိုင်းကဝါတွင်းလေဝါမကျွတ်သေးဘူးဆယ်လာပိုင်းကျော်မှာပေါ့ဆယ်လာပိုင်းလားလေလောက်မှာဝါကျွတ်မှာဆိုတော့အဲကိုရနေ့ကလည်းတနင်္ဂနွေနဲ့မတိုက်ပြရဘူးမတိုက်ပြရအောင်အဲ့လိုတော့ဖြစ်နေဆိုတော့ အဲ့လိုပြောရဲ surprise တကယ်ဆောင်းတော့မှလား surprise လုပ်ပါလို့ချိုချိုပြောပြီးတော့အဲ့လိုမျိုးလေတခုခုဖြစ်မှာဆိုတော့ဟိုလွဲချော်ခဲ့မှာလွဲချော်ခဲ့ဆိုတော့ကျွန်တော်ရက်တွေပါတယ်အဲဟောပေါ့ဘီဒင်းဆရာကြီးပိုင်းနဲ့ရက်တွေပိုင်းမေးပြီးတော့တော့ဆရာမေးတော့မေးထားတယ်ပေါ့လေဒါပေမဲ့ကျွန်တော်ကကပြောသလိုကကိုလှုပ်ချင်တဲ့ရက်နဲ့ကိုလုံးမဲ့နေရာနဲ့ကအာအောင်းမအောင်ပေါ့နော်အဲတကယ်လို့မအားခဲ့တယ်ဆိုလို့ရှိရင်အဲအဲ့လိုရွှေ့ရတဲ့ဟာမျိုးတွေဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့ဒါ အဲ့လိုမျိုးဖြစ်မှာဆိုလို့ကျွန်တော်ပထမမပြောလို့တော့နေတာအမဟိုကောင်တွေကဖော်သွားကြတာဖော်သွားကြတာနောက်ကနေတငယ်ချင်းတွေကဖော်သွားတော့2025တွေပဲဖြစ်မှာပါဟုတ်အာရန်တိခံရတယ်အထူးသဖြင့်အမပူတိခံညီမစုကပူတိခံသူနည်းနည်းလေးစိုးခဲ့တဲ့အချိန်ပေါ့အခုတော့ဟိုဘာသာရေးတွေပါတယ်ဒီကုမ္ပဏီက လုပ်တဲ့ဒီကုမ္ပဏီနဲ့စလုပ်တဲ့အချိန်ကစပြီးတိတိတသာပြောင်းလဲလာတာတော့လေအတိတ်ချန်တော့ဝင်နေအရင်တော့ဆိုဒီရောက်ကြလေးတပါဝနည်းနည်းပါအတောက်စားလေးရှိရပေါ့တော့တောက်စားရည်လည်းမလုပ်တော့တာတတိထားမိရအတိတ်ချန်ဒီပါဝင်လာရဆိုတော့ထူတော့ထူစားတယ်ဟုတ်ကြတော့ရာသပန်တော့မဟုတ်သေးဘူးပေါ့လေဒါပေမဲ့ရာသပန်ဖြစ်ဖို့တော့ကြိုးစားနေသေးပေါ့အမှန်မှတော့အဲ့လိုတော့စဉ်းစားရတာမရှိသေးဘူး။ဒါပေမဲ့တချို့ကတော့ဘယ်သူလုပ်ဝေးမဲ့ညာလုပ်ဝေးမဲ့ဒီကျွန်တော်အဓိကတော့ကျွန်တော် MRT 4ရဲက ညီလေးညီမလေးတွေကတော့အဲ့လိုတချို့တလီတော့ပြောထားကြတာတွေရောရှိတာပေါ့နော်အခုလိုမင်္ဂလာဆောင်ကြရင်တော့ကျွန်တော်တို့အဲဒရူသားရန်ဒူမီရန်လုတ်ပေးကြမှာပေါ့10ရောက်လောက်ဖြစ်သွားမလားပြောရတယ်တော်တော်တော်ဘယ်သူမှမတော့ဟိုတိတိကျကျမပြောရသေးလေမပြောသေးဆိုကျွန်တော်ရက်လဲတိတိကျကျမထွက်သေးတဲ့ခါကျတော့အဓိကတော့ဟိုလုံမဲ့နေရာလေးပေါ့နေရာလေးကိုကျွန်တော်ရှာနေတုံးဖြစ်လို့တော့ဘယ်သူမှတော့ကျွန်တော်မပြောရသေးဘူးပေါ့လေတကယ်လို့အာအဲ့ဒါတွေအတိအကျသိရပြီကျွန်တော် အဲလိုအပ်တဲ့ဟာတွေပြင်ဆင်လို့ရပြီးပြီဆိုလို့ရှိရင်တော့အဲဒါတွေတော့ကျွန်တော်ကြိုတင်ပြီးတော့တို့တော့ဟိုဘောကင်ယူထားမှာပေါ့တွေးမိပါတယ်မှာလို့ဆိုရလေမိဘအကောင်းဆုံးကတော့မိဘနှစ်ပါးအဆုံလင်းရှိတဲ့အချိန်မှာမိင်္ဂလာယူတာအကောင်းဆုံးပေါ့နော်လေကြရဲလို့မိင်္ဂလာရဲ့အချိန်ရောက်ရင်လည်းမေးမရှိရင်လည်းကိုယ်တော်စိတ်မကောင်းဖြစ်နေတယ်။ဆိုတော့မိဘရှိနေတော့မိင်္ဂလာယူတာအကောင်းဆုံးဖြစ်နေတာ။အဓိကတော့စိတ်သက်ခွန်ပါပေါ့နော်။ဟိုဘယ်လိုပဲဖြစ်သူဆိုတာကတော့ဒါစိတ်သက်ကြလာလည်းရှိမယ်။ အဲဟိုဖြစ်တာလည်းရှိမှာပေါ့နော်ဆိုတော့အဲ့ပေါ်မှာကိုတခုခုကြောက်စိတ်တက်ကြနေခဲ့တယ်ဆိုတော့ဒါကိုနောက်ွယ်ရနောက်ကနေပြီးတော့ဒါပံမိုးပေးတာလေပံမိုးပေးတယ်ဆိုတာကငွေကြေးတခုတည်းကိုပြောရတော့မဟုတ်ပါဘူးလေကျန်တဲ့စိတ်တပါဆိုင်ရာပံမိုးပေးတာလေအဲစသည်ဖြစ်ပေါ့လေကို စိတ်တက်ခွန်အားတခုရအောင် ပြီးတော့ဒီဟာကိုငါဒီခက်ခဲကိုငါအများဆုံးကြော်လွားနိုင်အောင်ဆိုတော့နောက်ွယ်ကနေအဲ့လိုပံမိုးပေးတဲ့သူကအရေးကြီးဆုံးပေါ့ဆိုတော့သူလည်းကျွန်တော်ဒါမျိုးနဲ့ပတ်သက်ပြီးတော့ ော်တော်များများလေးအမေတယောက်လို့အမတယောက်လို့ပြောပြောပါတယ်လုပ်ပေးပါတယ်ဟုတ်ဆိုတော့တယောက်နဲ့တယောက်သူလည်းသူစိတ်ရကြတဲ့အပိုင်းလေးတွေရှိမယ်အဲဥမာကျွန်တော်တို့ဒီအနုပညာလုံးမှာအလုပ်ပါနေတဲ့အချိန်မှာဆိုလဲဒါသူကသူစိတ်ညစ်တာလေးတွေရှိတာပေါ့အဲ့ခါကျရင်လည်းကျွန်တော်ကဒါသူ့ကိုပြန်ပြီးတော့တစ်ဖက်ဘယ်လိုမျိုးနဲ့တန်ကိုချက်ကိုဘယ်လိုမျိုးလေးထားလိုက်မယ်ဆိုရင်တော့စိတ်သက်သာရရသွားမယ်ဆိုတဲ့အချက်လေးတွေနဲ့ကျွန်တော်တို့ဒါတုံးနဲ့တူဖိမပြီးတော့အဲဒီလိုပဲဘယ်လိုပြောဖိမကူညီ ခဲ့တာဗောနော်အဲ့လိုပဲပြောမှာဟုတ်ပါဘူးဆုသွားကျင်တာတော့အဲ့ဒီပါဗောဗုဒ္ဓဂါယဆိုရင်မရောက်ဘူးဗောဘုရားကလည်းတော့ကျန်တယ်လိုက်ဖို့ဝင်စင်တယ်ပထမဆုံးခီးစင်မှာဒါစင်းရင်ပြေးလိုက်တော့မှတခါပဲ